မြန်မာနှုတ်ချင်တဲ့ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကသောရေးသားထားတဲ့အဝိဇ္ဇာထောတောင်းနဲ့တံပြန်တိုက်ပွဲဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဆရာဝါကြီးကဇဝဲခုံကြီးကိုတဝဲဝုံနဲ့ထုနှက်လိုက်တယ်။ဒီခါမှာတပည့်တွေဟာ ဆရာဝါကြီးရဲ့အရှိမထမင်းဟင်းတွေကိုပြင်ဆင်ပေးကြတယ်။ဆရာဝါကြီးကထမင်းစပွဲကြီးကိုလက်နဲ့လှန်ကပေါက်ချလိုက်တဲ့အတွက်ထမင်းဟင်းပကံတွေကကြက်မြေပေါ်စီပြည့်ကျဲကြကုန်တယ်။ငါမကျေနပ်ဘူး။ဒီကလေးမကိုလုံးဝမကျေနပ်ဘူးကွာ။ဟုတ်တယ်ဆရာကြီး။ဒီကလေးမသက်ကိုယ်သူပြင်းညာဆွမ်းနေဆိုပြီးမာမာနာထောင်လွှားနေတာငါတို့လူကြီးတွေကိုများတော့အမေလို့ခေါ်ခိုင်းတာဒါငါတို့တက်တက်ညှင်းဆဲတာပဲ ဒီလိုခိုင်းကြုံမျိုးရှင်ဟင်းသားရဲ့လက်ထက်တလျှောက်တစ်ခါမှမကြားဘူး။ရာဇဝင်ရမ်းလိုက်တာကွာ။ကျုပ်တို့ဒီတိုင်းငိမ့်ခန့်နေလို့တော့မဖြစ်ဘူးဆရာကြီး။ကျုပ်တို့ကဘာမှတိုက်ပြီးအထွေထူးမဖြစ်ပေမဲ့ဆရာကြီးလိုခိုင်းကြုံ၂၀တီတီတောင်ဝင်ထဲဆောင်လာခဲ့တဲ့ဆရာကြီးကအခုလူပုတ်အလဲမှာတိုက်ခါချခံရတာ။ကျုပ်တို့ဖြစ်ဆရာကြီးကိုစားခံရင်းပါလေဆရာကြီးက။တပည့်ဆရာတို့ကလက်တီးတဆုပ်ဆုပ်အန်တကြိတ်ကြိတ်နဲ့ဖြစ်နေကြတယ်။ဆရာဝါကြီးကမျက်နှာကိုရှုံ့မဲ့ပြီးတော့ ငါလည်းဒီအတိုင်းမနေပါဘူးကဒီနေ့အစပြီးတော့ဒီကလင်းမောက်ငါစစ်ကြင်ညာလိုက်ပြီငါရွှေဟင်းသားခိုင်းရဲ့ခိုင်းချုပ်ဖြစ်ဖြစ်မဖြစ်လို့ရတော့ရွှေဟင်းသားခိုင်းကြီးတစစီဖြစ်စည်းသွားအောင်ငါလုပ်ပြမယ်ဇယဝါကြီးကဇိုင်းကနအရက်ကိုထွက်လာခဲ့တယ်အဲ့ဒီအရက်မှာအိမ်ပြက်ကြီးတစ်လုံးရှိပြီဇယဝါကြီးကတပည့်နှုတ်ကိုအိမ်အပြင်မှာစောင့်စီကအိမ်ပြက်ကြီးအတွင်းထဲကိုဝင်လာခဲ့တယ်အိမ်ပြက်ကြီးကမင်းလောက်ခံနာရပြီ ိမ်ရှိပဲမျက်နှာစာတစ်ခုသာအကောင်းပဂရိတားရှိလိမ့်တယ်။ဇယဝါကြီးကအိမ်ပြက်ကြီးအတွေ့နဲ့ဝင်လာပြီးမီးလောင်ကျွမ်းထားတဲ့အခန်းတစ်ခုရဲ့အရှိမရက်လိုက်တယ်။အဲနောက်မှာတော့အုံနီယံကိုလက်နဲ့တုံးချက်ခောက်လိုက်တဲ့အခါအုံနီယံကြီးကတဖြည်းဖြည်းလှောက်ရှားလာပြီးတစ်ဖက်စီကိုလဲလို့ပွေထွက်သွားလိမ့်တယ်။အုံနီယံရဲ့အနောက်မှာအခန်းတကားတစ်ခုကထွက်ပေါ်လာလိမ့်တယ်။ဇယဝါကြီးကဘေးစီကိုကြည့်အဲ့ဒီအခန်းကားကိုအတာဖွင့်ကအတင်းထဲကိုဝင်သွားတယ်။အခန်းထဲလူများစုဝေးရောက်ရှိနေကြပြီ အဲ့ဒီလူတရားတခြားလူမဟုတ်ဒေဝကိုင်းရဥတုခနဲ့မပန်းတော်လိုပဲဖြစ်ပါတယ်ဥတုခဆရာဝါကြီးကိုတွေ့တဲ့အခါမှာထိုင်ကိုတခို့လက်ညှိုးညွန်ပြပြီထိုင်ပါဆရာဝါကြီးဆရာဝါကြီးကခုံကလေးမှာဝင်ထန်လိုက်တယ်ဆရာဝါကြီးကကျုပ်တို့ကိုတွေ့ချင်တယ်ဆိုတော့ဘလို့အရေးကိစ္စများရှိလို့ပါလိမ့်ဆရာဝါကြီးကရက်တောင်ကိုထုတ်ကရက်ခတ်နေကျုပ်ရှိရှိဝဝမပြောချင်ဘူးဗျာအဲ့ဒီကလေးမကိုဂိုင်းချုပ်ဖြစ်ကနေဖြုတ်ချချင်တယ် ဒါကြောင့်ကျုပ်ခမရတို့အကူအညီလိုတယ်။ကျုပ်တို့ကဘာများကူညီရမှာလဲ။ဒီကလေးမကိုကျုပ်ဖြုတ်ချနိုင်မှုစူးစမ်းမယ်။အนูနည်းနဲ့မရရင်အကြံဒီတုံးပြီးတက်ခတ်ရမှာပဲ။ဒီအတွက်ကျုပ်မှာလွန်အင်အားလိုတယ်။တကယ်လို့များအကြံဒီတုံးဖြစ်ဒီဝကန်ရလွန်အင်အားကိုကျုပ်အသုံးချချင်တယ်။အကြောင်းအရင်းကိုပြောပြီးပြီဆိုတော့အကျိုးမြတ်ကိစ္စကိုပြောကြတာပေါ့။ကျုပ်တို့ကဘာဖြစ်လို့ခမရကိုကူညီရမှာလဲ။ခမရကိုကူညီတဲ့အတွက် ကျုပ်ကဘာပြန်ရမှာလဲကလေးမကိုဖြုတ်ချပြီကျုပ်သာရွှေရင်သာဂိုင်းချုပ်ဖြစ်လို့ရတော့ခမားတို့ဘာလို့ချင်းတယ်လဲလူချင်းတာမှန်သမျှအကုန်ဖြစ်စေရမယ်တကယ်လို့ရွှေရင်သာဂိုင်းကဒီဝဂိုင်းရဲ့ဩဇာခံအဖြစ်ခံယူရမယ်ဆိုရင်ရောဥသူကမေးလိုက်တဲ့အခါမှာဆရာဝါကြီးကတစ်ချက်တွေ့ဝေသွားတယ်တကယ်လို့ဒီဝဂိုင်းကရွှေရင်သာဂိုင်းကိုလွှမ်းမိုးသွားတယ်ဆိုရင်တော့မှကျုပ်ကရွှေရင်သာဂိုင်းရဲ့ဂိုင်းချုပ်ဖြစ်ခွင့်ရမယ်ဆိုရင်ကျင့်ရပါပြီ။ ဆိုလိုတာရွှေနာကိုင်းကဆက်ပြီးရှိနေမယ်။ကျုပ်တို့ကရွှေနာကိုင်းကိုနောက်ကွယ်ရနေကြိုးကနေမယ်။အဲ့လိုပုံစံမျိုးပေါ့။ဆရာဝါကြီးကခေါင်းငိမ့်လိုက်လိမ့်တယ်။ကောင်းပြီလေ။ခမားပြောတာကိုကျုပ်လက်ခံပါတယ်။ခေါင်းဆောင်ကြီးကိုကျုပ်ပြန်ပြီးတင်ပြလိုက်ပါမယ်။ဒါဖြင့်ကျုပ်ကလူလိုတဲ့ဆိုရင်ဒေဝကိုင်းသားတွေအသက်ရှင်နေဖို့ပဲလိုပါတယ်။စိတ်ချပါ။ခမားစိတ်တိုင်းညာဖြစ်စေရမှာပါ။ဒါနဲ့ခမားရွှေနာကိုင်းချုပ်ဖြစ်ဖို့ရည် ကျုပ်တို့နဲ့လာဘူးပေါင်းတာဘာကြောင့်များဖြစ်မလဲကျုပ်လေးလာပြီးပါပြီခမရတို့ကလည်းခလေးမအပေါ်မှာမကြည်မချမ်းဖြစ်နေခဲ့တယ်စာဆိုတစ်ခုရှိတယ်မဟုတ်လားကိုယ့်ရင်သူရဲ့ရန်သူကကိုယ့်ရဲ့မိဆွေပဲတဲ့ကိုယ့်ရင်သူရဲ့ရန်သူကကိုယ့်ရဲ့မိဆွေတဲ့လားဥတုခါနဲ့ဆရာဝါကြီးတို့တယောက်မျက်နာတယောက်ကြည့်ကရင်မောလိုက်ကြလေတယ်ဆရာဝါကြီးပြန်သွားတဲ့အခါမှာတော့မပန်းတာဥတုခအနာကိုတိုးကပ်လာတယ် အဲ့ဒီလူကကြာတစ်စက်မှအကျင့်ကောင်းတယ်လို့မဟုတ်ဘူး။အရင်ရွှေနာခိုင်းမှာရှိနေတော့ကလေအထက်လူကြီးတွေကိုကပ်ဖားပြီးတော့ဘယ်နေရာနေဘယ်လိုငွေရှာရမလဲဆိုတာအများနဲ့စဉ်းစားနေတတ်တဲ့လူ။ဒီလိုလူကယုံစားသိတဲ့အထက်မပါဘူးဆရာကြီး။အရင်ကကိစ္စတွေကိုမေ့ထားလိုက်ပါမပန်းတာ။အခုကျုပ်တို့သူ့ကိုလိုအပ်တယ်။အသိဝဲတစ်ခုပြက်စီရကြီးရဲ့အကြောင်းရင်းထဲမှာအတွင်းလူတွေလိုက်စားတာကလည်းတစ်ခုအပဝင်ပဲ။ငါတို့ကရွှေနာခိုင်းကိုပြက်စီစေချင်တယ်ဆိုတော့ တော့လှိုက်ဆောင်ခေပေးလိုက်ပါမပန်းတာဥသူကပြောဆိုပြီးအခန်းတွင်းထဲထွက်သွားလိမ့်တယ်။ဆရာဝါကြီးအိမ်ကိုပြန်လာတဲ့အခါမှာတော့လက်အောက်ခံဆရာတွေနဲ့တပည့်တွေကအသေးဆောင်နေကြတယ်။ဆရာဝါကြီးအချိန်နေဘလို့လဲ။အားလုံးကငါစင်စင်ထားတဲ့အတိုင်းအစင်သက်ဖြစ်နေပြီ။ဒါဆိုဆရာကြီးကဂိုက်ချုပ်ဖြစ်တော့မှာပေါ့နော်။ဆရာကြီးဂိုက်ချုပ်ဖြစ်ဖြစ်မဖြစ်ဖြစ် ကျုပ်တို့စိတ်ထဲမှာဆရာကြီးကိုအခုကတည်းကဂိုက်ချုပ်လို့သတ်မှတ်ပြီးသားပါ။ ဆရာဝါကြီးရဲ့တပည့်တွေရောဥညွတ်အယုတ်တိပြုတ်လိုက်ကြကခိုင်းကြောက်ကိုကျုပ်တို့ဂါတော့အပြုတ်ပါတယ်ခိုင်းကြောက်ကြီးဆရာဝါကြီးတယောက်တပည့်တွေရဲ့အပြုတ်မှုတွေကို အလိုကျင့်တဲ့ကပြုတ်ပြီးနေလေတယ်ငါခိုင်းကြောက်ဖြစ်ငါတပည့်ဖြစ်တဲ့မင်းတို့လည်းမိတ်မထားပါဘူးကွာလောလောဆယ်တော့ခိုင်းရင်ပုံငွေလေးနည်းနည်းပါပါရှာလောက်အောင်မယ်ဟိဘာဗျကျုပ်တို့ကတလောက်ငါးချက်ပေးရမယ်ဟုတ်လားရှင်နာခိုင်းသားတွေကအာအာတင့်ကုန်ကြတယ် ဆရာဝါကြီးကဟုတ်တယ်လေမင်းတို့ကဂိုင်းမာနေတယ်ဂိုင်းရပညာလဲတင်နေပြင်ဂိုင်းရကျွေးဝေးတာကိုစားနေသေးတာပဲမင်းတို့လိုလူတွေကြောင့်ကြာရဂိုင်းရမွေးသွားမှာပေါ့ကွာဒါကြောင့်ဂိုင်းသားတစ်ယောက်ကိုတလ၅ချက်ပေးရမယ်မပေးနိုင်တဲ့လူမပေးချင်တဲ့လူကိုဂိုင်းရနဲ့ထုတ်ပြစ်မယ်ဒါဂိုင်းကြောင့်အမိတ်မယ်ကျုပ်ရှင်းနာဂိုင်းရဂိုင်းသားဟောက်မှာဒါမျိုးကိုတသက်နဲ့တကူတခါမှတော့မကြောက်ဘူးပါဗျာ အတိတ်ကကိစ္စတွေကိုအတိတ်မှာထားလိုက်အခုကိစ္စအခုပဲမင်းတို့တွေတစ္ဆာဆိုထားကြတယ်မဟုတ်လားဂိုင်းတို့တက်ရေးအတွက်ဂိုင်းသားတွေရကျိုးပတ်ပါမယ်ဆိုရလေငါတို့ကအခုမှပြန်လဲတီထောင်ကားစားဆိုတော့ငွေကြေးတွေလိုအပ်နေတယ်မင်းတို့အခုငွေပေးတယ်ဆိုတာကလည်းဂိုင်းကြီးတိုးတက်ဖို့အတွက်အထောက်ပံ့ပေးတယ်လို့ပဲသဘောထားပေါ့ဟုတ်ပြီလားဆရာဝါကြီးကငွေတွေကောက်ခံနေလေတယ်ဂိုင်းကြောင့်အမေလို့ပြောဆိုတဲ့အတွက်သာပေးလိုက်ရတယ်ဆိုပေမဲ့ ခိုင်းသားအများစုကတော့မကျင့်တတ်ကြအောင်ဒါကြောင့်ခိုင်းတွေစုဝေးမှုဖြစ်ကအငင်းပွားကုန်ကြတယ်အိမ်အောက်ထက်ကစုညံစုညံတွေဖြစ်နေပါလားဘာဖြစ်တာလဲမမကြီးမိတောင်းကအောက်ထက်ကိုဆင်းလာတယ်ဒီကခိုင်းသားတို့ချောကလက်သေးလက်မောင်းတက်ပြီကျောက်တော့မကျင့်တတ်ဘူးခိုင်းချုပ်နေပါဦးဘာတွေမကျင့်မနဲ့ဖြစ်နေတာလဲခိုင်းသားတယောက်ကတက်လောက်ငါးချက်ပေးရမယ်ဆိုပြီးခိုင်းချုပ်အမိတ်ချထားတယ်မဟုတ်လားမိတောင်းလည်းအံ့ဩသွားခဲ့တယ် ဘယ်သူပြောလဲဆရာဝါကြီးကလန့်လန့်ကောက်ခံနေရပါဆရာဝါကြီးကအခုခေါ်လာခဲ့စာမကြခင်မှာတော့ဆရာဝါကြီးကမိသားရဲ့အရှိကိုရောက်လာတယ်ဆရာဝါကြီးရှုပ်ကျမငွေကောက်ခံခိုင်းလားခိုင်းကြောက်ပဲကောက်ခိုင်းနေပြီဒိုင်းသားတွေကမိသားကိုဝိုင်းကြည့်ကြလိမ့်တယ်ကျမဘယ်တော့ငွေကောက်ခိုင်းလို့လဲဟိုနေ့ကခိုင်းအစည်းအဝေးမှာခိုင်းရဲ့အကျိုးစီးပွားကိုတိုးတက်အောင်ခိုင်းသားတွေကစီစီဆောင်ရွက်ကြရမယ်လို့ပြောတယ်မဟုတ်လား ခိုင်းတိုင်းတီထောက်ရောက်မှငွေကြီးကအဓိကကျတယ်ဂိုင်းကျုပ်ရဲ့အခုကျုပ်ငွေကောက်ခံနေရတာဂိုင်းတို့တက်ဖို့ဂိုင်းရင်ရှိတီတက်မှုပဲရှင်ကကျမစကားကိုလက်တလုံးချလုံးလိုက်တာပဲဂိုင်းကိုတိုးတက်အောင်လုံးရမယ်ဆိုပေမဲ့ကျမခိုင်းသားတွေစီကငွေမကောက်ခံဘူးရှင်ကဘယ်လိုအာနာနဲ့ဒီလိုလုံးရတာလဲဂိုင်းရဲ့ရံမုံငွေရှောက်ဖွေရကျုပ်ရဲ့တာဝန်ပဲလေဂိုင်းကျုပ်ရဲ့ရှင်ကောက်ထားတဲ့ငွေတွေကိုခိုင်းသားတွေစီပြန်ပေးလိုက်ပါ အပေးနိုင်ကျုပ်လောက်တာဂိုင်းတက်ပဲဒီရောက်မုံငွေမရှိဂိုင်းရဘက်လို့ရက်တည်မလဲရှင်ကျမအမေကို အာခံတရားလားဆရာဝါကြီးဆရာဝါကြီးကမျက်ရည်စီးကြလာပြီးတော့မင်းစော်ကားတယ်မင်းငါ့ရဲ့စေတနာကိုစော်ကားတယ်မိသားမင်းကအသက်ငယ်ငယ်ရွယ်နဲ့ပညာထက်တယ်ဆိုပြီးလူကြီးသူမတွေရောမင်းစော်ကားတယ်တကယ်ဆိုရင်မင်းအဲ့ဒီနေ့ကလေးကငါ့ကိုခွတ်လို့ပေးရမှာဘာလဲ လူကြီးကကလေးကိုထိပ်ပုတ်တာကြတော့ချက်လို့ဆန်းတော့တာဆိုပြီးကလေးကလူကြီးကိုထိပ်ပြန်ပုတ်တာကြတော့ရမ်းဆိုင်တာတဲ့လားရှင်တို့လူကြီးတွေကဘယ်နေရာမှာမှတုံးစားများတဲ့လူတွေပဲအဲ့ဒီရှင်ပြန်ပွဲကိုလည်းကျမစတင်ခဲ့တာမဟုတ်ဘူးရှင်တို့ပဲစတင်ခဲ့တာမဟုတ်လားကျမသာရှုံးနေသွားရင်ရှင်တို့ကရောခွတ်လို့မာတဲ့လားဒီမှာဆရာဝကြီးရှင်ခိုင်းမှမနေချင်းကျမစကားကိုမလိုက်နိုင်ဘူးဆိုရင်ရှင်အချိန်မရွေးထွက်သွားနိုင်တယ်ကျမရှင်ကိုဆွဲထားမှာမဟုတ်ဘူး မင်းငါ့ကိုအဲ့လိုမပြောနဲ့ငါရွှေဟင်းသာခိုင်းမှာနှစ်ပေါင်း60လောက်တောင်ဝင်ထမ်းဆောင်ခဲ့တဲ့လူကဒီလိုထွက်သွားရကြီးဆိုရင်မနေ့တနေ့မှခိုင်းကိုရောက်လာပြီးတော့ခိုင်းသားတွေကိုဖိနဲ့ချုပ်ချက်နေတဲ့မင်းသာဒီကနေထွက်သွားရမှာမမကြီးကမနေတာတော့တဲ့အတွက်တော်ပြီဆရာဝကြီးရှင်းပြန်ပါတော့ဆရာဝကြီးကတောက်တချက်ခောက်ကတစ်ဖက်ကိုလှိမ့်ခိုင်းသားတွေကိုလက်ညှိုးထိုးကခမည်းတော်လည်းကြက်ကြက်တတိထားတနေ့နဲ့တစ်ချိန်ချိန်မှာ ဒီမင်းကလေးကခမားတို့လည်းစော်ကားလိုက်မယ်ဆိုတာခမားတို့တတိတာထားပြီတော့မိသားကစိတ်ညစ်ညစ်နဲ့အခန်းထဲကိုဝင်လာခဲ့တယ်။ဒီလူကြီးကတော်တော်ဒုက္ခပေးတာပဲ။ဆရာဝါကြီးကအဲ့လိုပဲ။အရင်ခိုင်းကြုပ်အဆက်ဆက်တုန်းကလည်းခိုင်းထဲမှာဩဇာအာဏာလွှမ်းမိုးထားတဲ့သူ။သူကရောင်မငွေရှာပေးနိုင်တဲ့သူဆိုတော့ခိုင်းကြုပ်တရားလည်းသူ့ရဲ့လုပ်ရက်ကိုမသိချင်အောင်ဆောင်ပေးထားတယ်။သူနဲ့မတည့်ဘူးဆိုရင်တပည့်တပန်းတွေအားကိုးနဲ့ ခိုင်းထဲမှာအရှုပ်ထွေးတွေဖြစ်အောင်လှုပ်တိုက်တဲ့လူပဲ။ခိုင်းပြုတ်ကွဲပြီးခိုင်းမှာအဝင်းငွေရပေါက်ရလမ်းမရှိတော့တဲ့အခါခိုင်းကစွန့်ခွာသွားတဲ့လူ။ခိုင်းကိုပြန်လဲတီထောင်မဲ့ဆိုတော့အနာမှာမဖြစ်နိုင်ပါဘူးဆိုပြီးတော့ပါမမပါခဲ့တာ။ဒီလိုလူမျိုးမှရာထူးပေးမိတာမှားတာပဲ။ဦးကြီးစိတ်တလုံးပြောသလိုဟိုးရင်ကလေးကတခါတည်းမောက်ထုတ်ခဲ့ရမှာ။ဒါနဲ့ဦးကြီးစိတ်တလုံးတင်းနေရောရသေးလား။ညောင်လေးမိဘကလည်းရောက်မလာဘူးလို့ပြောတယ်။ ဦးကြီးစိတ်တလုံးဗန်များသွားနေတာပါလေ။ဆရာနာကိုလည်းမတွေ့ပါလား။ဒေါ်တီကအခြေအနေစိုးနေတယ်။အဲ့ဒါစေးဝယ်ဖို့ရန်ကုန်ကိုဆင်းသွားတယ်။ဒီကျဲအခန်းထဲကိုဦးကျော်ရင်းနဲ့ဦးကျော်ဝေတို့ရောက်လာတယ်။ခါကျော်ကိုကျွန်တော်တို့တာပြင်စရာရှိလို့လာခဲ့တာပါ။ကျွန်တော်တို့ပြောမယ့်စကားအရေးကြီးလို့ခန်းချောက်တေးချနားထောင်ပြီးပါမိသားကခေါင်းငိမ့်လိုက်လေတခြားတော့မဟုတ်ပါဘူးဒီဝအခိုင်ကတိတ်ပိုက်ထားတဲ့ တောင်ဆက်အင်းနဲ့မြောက်ဆက်အင်းရွာကိုပြန်လည်သိမ်းယူဖို့ပါပဲဒီကိစ္စထင်သလောက်မလွယ်ဘူးဦးကြီးတို့လွဲပါတဲ့ခိုင်းချုပ်တောင်ဆက်အင်းနဲ့မြောက်ဆက်အင်းဆိုတာကျုပ်တို့ငွေမွေးချံပေါင်းဒေသဒီဒေသအကြောင်းမြင်မျက်နာသိပြအကြောင်းတွေကိုကျုပ်တို့နောကျင်အောင်သိပြီသားအလင်းငါတိုက်ခင်ရလို့ဒါရှုံနေကြရတယ်ဆိုပေမဲ့အခုအချိန်မှာခိုင်းနိုင်ငံစုစည်းနိုင်ခဲ့ပြီးတော့ခိုင်းသားတွေကလည်းဒဏ်ရာတွေကနေပြန်လဲကျမ်းမာလာပြီမို့တိုက်ခတ်ဖို့အသိဖြစ်နေပါပြီ음 ရှင်တို့ပြောရလဲဟုတ်တယ်လို့ပဲဟုတ်ကောဟုတ်တာပါခိုင်ကျောက်ကျောက်တို့စုံစမ်းသိရတဲ့လောက်ကတော့ဒေဝခိုင်ရတခြားနေမျိုးတွေကိုအေအားချက်ထိနေတာဆိုတော့အဲ့ဒီနေမျိုးလူအေအားနည်းနည်းပဲအဆောင်ကျချထားတယ်လို့သိရတယ်ဒီကျေကျောက်တို့အေအားတွေစုစည်းပြီးတလုံးတစ်ခဲတည်းဝင်တိုက်မယ်ဆိုရင်အောင်မြင်မှာအသေးချပဲမိတောင်းကအတော်ကြောင်စဉ်းစားနေမိတယ်မတိုက်လို့တော့မဖြစ်ဘူးခိုင်ကျောက် အဲ့ဒီရွာမှာဂိုင်းဝင်တွေရဲ့မိသားစုဝင်တွေလည်းကျင်းခဲ့တယ်ဆိုတော့ဂိုင်းဝင်တွေကစိတ်သက်တွေကြဆင်းနေပြီမမကြီးကခေါင်းညိတ်ပြီဟုတ်တယ်ခါကျုပ်ဟိုနေ့ကတော့ဆက်ပြက်ခိုင်းကဂိုင်းသားတချို့ထွက်ပြေးသွားကြတယ်လို့တရင်ရတယ်ပြီးတော့ဒီတိုက်ပွဲသာအောင်မြင်ခဲ့တယ်ဆိုရင်ဂိုင်းသားတွေရဲ့စိတ်အားတက်ကြွလာပြီမိမမလို့မအူးဆောင်နိုင်ပါဘူးဆိုတဲ့အတွေးဝင်နေတဲ့ဂိုင်းသားတွေရဲ့စိတ်ထဲမှာလည်းတနည်းအားတွေကင်းသွားပါလိမ့်မယ်ကောင်းပြီလေ ကျမတို့ဆရာနောင်ကိုခဏဆောင်ရင်ကောင်းမယ်ထင်တယ်။ဆရာနောင်ကဘယ်နည်းကြမှာလဲ။တုံးရလိုတော့ပြောပါတယ်ကားချုပ်။ဒါမဲ့ဆေးရမရအပေါ်မူတည်ပြီးတော့တပတ်လောက်လဲကြာကြာကြာနိုင်ပါလေ။ကျမစိတ်ထင်တော့ဆရာနောင်ကိုစောင့်သိနေထင်တယ်။မလိုပါဘူးကားချုပ်ရ။တက်ခိုက်တယ်ဆိုတာတဖက်ရံကိုအားနေနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတက်ခိုက်ရမယ်မဟုတ်လား။တပတ်ခါကြာရင်ဒေဝခါရခေါင်းဆောင်ဥမာရရဲ့ဝင်းနေပွဲချင်းပါမဲ့အချိန်ပဲ။ ဝင်းနေပွဲမှာဒေဝခိုင်ရခေါင်းဆောင်တွေအကောလုံးတက်ရောက်ကြမှာဆိုတော့စစ်အင်းရွာတွေမှာခေါင်းဆောင်မရှိဘဲနဲ့အဆောင်ကျက်နည်းနည်းပါးပါးပဲရှိမှာပါခိုင်ချုပ်ဟုတ်ပါတယ်ခိုင်ချုပ်ကျုပ်တို့ဒီအခွင့်အရေးကိုလက်မလွတ်သင့်ဘူးဆရာနာကိုပြန်မလာသေးမှဆိုးတာပဲခိုင်ချုပ်ရာကျုပ်တို့ဆက်ခိုင်းနဲ့ဆက်ပြက်ခိုင်းပေါင်းလိုက်အိမ်အား400နီးပါးကျန်သေးတာပဲဒေဝခိုင်ရအဆောင်နေရာအလွန်ဆုံးရှိလ90ပေါ့နှစ်ရွာလုံးကိုအဆောင်ကျက်ရမှာဆိုတော့ တရွာမှာအယောက်30ကျဲကန်ကောင်းကျို့တို့ကန်ဟာတခြားအင်အားတွေနဲ့ပေါက်လိုက်မယ်ဆိုရင်အင်အားအပုံကြီးกว่าပါတယ်တိုက်တာတော့ဟုတ်ပါပြီတတ်ခိုက်ပြီလို့ဟိုကအလုံးကြီးနဲ့ချစ်တက်လာရင်ဘယ်နဲ့လုံးကြမလဲဘီလုံးကကသူ့အတိုက်ရှိရမှာစွရဲကိုခုခံအောင်မြင်နေတဲ့ကျို့တို့ရမှာခုခံနေသမျှတော့သူတို့တွေထိုးပေါက်ဆစ်စိမ်မမလွယ်ကူပါဘူးခိုင်ကျုပ်ကိုကျော်ရေးပြောတာမှန်တယ်ခိုင်ကျုပ်သူတို့အင်အားနည်းနေတဲ့အခြေဝင်တိုက်တာအကောင်းဆုံးပဲ ကောင်းပြီမမကြီးဒါဆိုဒီညပဲစစ်ပွဲညလာကခေါ်လိုက်အဲ့ဒီမှာစစ်တပ်ဖို့အတွက်ဆွေးနွေးကြမယ်မမကြီးကခေါင်းငိမ်ကအပြစ်ထွက်သွားခဲ့တယ်ကိုကျော်ယူတို့ညီအကိုကလည်းမိမိတို့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်တော့မှာမို့စိတ်အားတက်ကြွနေကြတယ်ညနေရောက်တဲ့အခါညီလာခံကျင်းပါတယ်ဇဝဲကြီးပေါ်မှာတောင်ဆက်အင်းမြောက်ဆက်အင်းရွာနှစ်ခုရဲ့မြေပုံကိုရေးဆွဲထားတယ်ညီလာခံမှာခေါင်းဆောင်နဲ့စုံလင်စာတက်ရောက်ကြလိမ့်တယ်တပတ်ခါညဟာဒေဝကားရဲ့ခေါင်းဆောင် ဥမာရရဲ့ဝင်းနေပွဲကျင်းပမဲ့ညဖြစ်တယ်။အဲ့ဒီအချိန်မှာဒေဝကံရခေါင်းဆောင်တွေကလက်ဆောင်တွေကိုစည်းနဲ့ဝင်းနေပွဲကိုတက်ရောက်ကြလိုက်မယ်။ဒီအချိန်ကကျမတို့အတွက်အခွင့်ကောင်းမယ်။သူတို့အင်အားနည်းနေတဲ့အချိန်မှာတောက်ဆက်အေးမြောက်ဆက်အေးရွာနွေရအောင်ချီတက်ပြီးတော့ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းရဲ့ဆုံရှုံသွားတဲ့နေမျိုးတွေကိုပြန်လဲသိမ့်ယူကြမယ်။ဖြစ်ပါမလားခိုင်ချုပ်။ကျမတို့ရဲ့အခုအချိန်ဒီအတိုင်းဆိုရင်ဖြစ်ပါတယ်။မိသားကဒေါချောင်းကလေးတစ်ခုကိုယူလိုက်တာ ဦးကျော်ဝေးကစက်ပြက်ခိုင်းသား၂ယောက်ကိုဥဆောင်ပြီးတော့မြောက်ဆက်အေးရွာကိုတိုက်ခတ်ရမယ်။မြောက်ဆက်အေးရွာကိုတိုက်ခတ်ပြီးတော့မြင်းတွေရှို့ပြတ်ရမယ်။ဒါဆိုရင်တောက်ဆက်အေးရွာမှာစောင့်ကြက်နေတဲ့အဆောက်တွေကမြောက်ဆက်အေးရွာဘက်ကိုပြစ်တက်လာကြမှာပဲ။ဒီခါကျမှဦးကျော်ဝေးနဲ့စက်ခိုင်းရလူတွေကတောက်ဆက်အေးရွာကိုဝင်တိုက်မယ်။ကျမနဲ့မမကြီးကတမန်းလူသားတွေကိုဥဆောင်ပြီးတော့ရွာနရွာရဲ့အလဲကိုဝင်ပြီးကျန်နေတဲ့ဒေဝခိုင်းသားတွေကိုရှောက်ဖွေတောက်တင်ကြမယ်။တိတ်ကောင်းတဲ့အကျယ်စီပါပဲခါချုပ် ဦးကျော်ရွေးနဲ့ဦးကျော်ဝေတို့ကအဲ့ဒီဒေတာဒေတာခံရင်းဆိုတော့နေမြေကျွမ်းကျင်တဲ့အတွက်ဒီတိုက်ပွဲကိုခက်လွယ်လွယ်နဲ့အောင်မြင်လိမ့်မယ်လို့ယူဆရတယ်။မောင်ဆိုင်ကတော့ကျန်တဲ့လူတွေကိုစုစည်းပြီးဟင်းသာကုန်းမှာအဆောက်အအုံနဲ့ကျန်နေခဲ့ရမယ်။အရေးခိုင်းသားဟောင်းတွေနဲ့ကျန်တဲ့လူတွေတချို့တော့ကတော့နန်းတော်ရာအိမ်နဲ့ကြို့ကိုစောက်ရှောက်ပေးရမယ်။နန်းတော်ရာမြို့နဲ့ကြားတဲ့အပြင်တခြားနေမြေကခိုင်းတွေကလည်းရှိနေသေးတော့ဒေဝခိုင်းရမဟုတ်တာလို့ဖို့တွေးမိမှမဟုတ်ဘူး။အရေးကြီးတာကတော့ဟင်းသာကုန်းကိုပဲ။ စိတ်ချပါကျုံဟင်းသာကုန်းကိုအသက်နဲ့လည်းပြီးကာဝယ်ထားပါမယ်ခိုင်ကျုံဆရာကိုင်မောင်ဆိုင်နဲ့ဥပရကတို့ကတော့ဟင်းသာကုန်းမှာစောင့်ကြက်နေရမယ်အဖွားခေဒေါဖွားရှင်နဲ့ကျန်တဲ့လူတွေကအိမ်ထဲကြီးမှာနေခဲ့ပါဥပရနဲ့ဥပကကတော့တယောက်ကိုတမန်းလူသား90စီဥဆောင်ပြီးတော့ကျမနဲ့အတူတူလိုက်ခဲ့ရမယ်မိသားရဲ့စကားကိုအားလုံးကလက်ခံလိုက်ကြတယ်အခုကလေးကတက်တွေဖြတ်ပြီးတော့အဲ့ဒီနေမြေတွေမှာကြိုတင်နေရယူထားကြပါ တပတ်ခါညရောက်တာနဲ့စုပေါင်းပြီးတိုက်ခိုက်ကြမယ်။မိသားအောင်ပြောလိုက်တဲ့အခါမှာဦးကျော်ရွေးတော့လက်သေးလက်မောင်းတမ်းပြီးအရေးတော်ပုံအားမိရှင်းနာကန်အတွက်ရှိတီတက်ပါစေ။အဲ့လိုကြွေးကြော်လိုက်တဲ့အခါကျင်းတဲ့လူတွေကကြွေးကြော်လိုက်ကြတယ်။အဲ့ဒီညနေမှာပဲဆက်ခိုင်းတဲ့ဆက်ပြက်ကြရလူတွေကဟင်းနာကွာတဖွဲ့ဖွဲ့ထွက်ခွာသွားခဲ့ကြတယ်။ရှင်တို့အကူပါတယ်ကိုကျော်ကြီးစိတ်ချပါခိုင်းကျုပ်ကျုပ်တို့ဒီနေ့မျိုးရအောင်ပြိုင်ကုန်ပါပါ။ မိတောင်းကမောင်ဆိုင်ဘက်ကိုလှည့်ပြီးတော့မောင်ဆိုင်ရှို့ကျမအားကိုးပါတယ်တကယ်လို့ဆက်အင်းရွာတွေကိုကျမတို့တိုက်ခိုက်တယ်ဆိုတာဒေဝကံရလူတွေတိသွားမယ်ဆိုရင်ဆက်အင်းရွာတွေဝယ်ဖြစ်ဖြစ်ဒါမှမဟုတ်ဟင်းသာကုန်းကိုဖြစ်ဖြစ်လာပြီးတိုက်ခိုက်ကြမှာပဲဆက်အင်းရွာမှာအင်းအား900လောက်ရှိမဲ့အတွက်ဘာမှတော့ပူစရာမလိုပေမဲ့ဟင်းသာကုန်းမကြတော့ရှင်ခွင်းဆက်ရမယ်စိတ်ချပါခိုင်ချုပ်ကျုပ်ကိုဘယ်သူမှမရှင်းနိုင်ပါဘူးတိတ်လေစိတ်ပူမနေပါနဲ့ခိုင်ချုပ် ဒီကိုင်းအဆောင်အသိကြီးကိုခန့်တက်ကြီးတစ်ခုလိုတိဆောက်ထားတာပါဆက်လက်နဲ့ထောင်ချောက်တွေလည်းအများကြီးတက်ဆင်ထားတာဆိုတော့ဘသူမှလွယ်လွယ်နဲ့လာတိုက်လို့ရမှာမဟုတ်ဘူးတပတ်ခါရောက်တဲ့အခါမှာတော့မိတောင်းဟာမမကြီးနဲ့အတူတူခေါင်းဆောင်နှစ်ယောက်ကိုဦးစီးကဆက်အင်းရွာစီကိုလာခဲ့တယ်ညာဘက်ရောက်တဲ့အခါမှာတော့ဥကျော်ရိုးရိုးနဲ့လူစုမိကြတယ်တကောက်အချိန်မတိုင်ခင်မြောက်ဆိုင်အင်းရွာစီဥကျော်ဝီတို့ချီတက်သွားကြပြီဥကျော်ရွေးရလဲနောက်လိုက်တွေနဲ့အတူတူတောက်ဆန်အင်းရွာစီကိုချီတက်သွားလိမ့်တယ် မိတောင်းကဆိတ်လို့ရှားတဲ့အတွက်ခြေပြလက်ဖျားတွေတော့အေးဆက်လိမ့်တယ်။ကျမတို့ဒီတောက်ပွဲကိုနိုင်မှာပါနော်မမကြီး။မစိုးရိမ်မနဲ့ကားချုပ်။နေမြေဒေသခံတွေပါတဲ့အပြင်လူအိမ်အားလည်းအပုံကြီးတာတော်မလို့ချွတ်ချုံမှုမှုနဲ့အနိုင်ရမှာပါ။မမကြီးပြောသလို ဖြစ်ပါစေလို့မျှော်လင့်ရတာပဲ။စိတ်အေးထားပါကားချုပ်။ဦးချုပ်ဝေတို့တက်ခိုက်တာကိုစောင့်ဖို့ပဲလိုတော့တယ်။မကြခင်မှာတော့မြောက်ဆက်အေးရွာမီးတောက်မီးလျံတွေထွက်ပေါ်လာတာကိုတွေ့ရတယ်။ ခဏကြာပြီးတဲ့နောက်တောင်ဆက်အေးရွာမှာလည်းမျိုးကိုတွေဥတက်လာတယ်။ခိုင်းချုပ်အချိန်ကျပါပြီ။မိတောင်းကနောက်လိုက်တွေကိုလှည့်ကြည့်ပြီးတော့အားလုံးပဲတက်ကြ။တမန်လူသားတွေဟာတမန်ကောင်ကြီးတွေအသေးပြောင်းလဲလိုက်ကြလေ။ဥဘကဝင်းပလွေအသေးပြောင်းပြီးတော့မိတောင်းကိုကြိုးပေါ်တင်လို့အရှိစောကနေဥဆောင်ပြီးထွက်လာခဲ့တယ်။ရွာနရချောင်းမှာရှိတဲ့မြေပြတ်တဲ့နေရာမှာမျိုးတွေရုတ်တရက်ထိန်လင်းပါခဲ့တယ်။ရှင်မရန်သူရန်သူဝမ်းကြ။မမကြီးပြောလိုက်တဲ့အတွက် ။တမားကောင်တွေကအဲ့ဒီလူတွေကိုဝိုင်းရံလိုက်ကြတယ်။ဒီချိန်တောက်ဆက်အင်းရွာကဥကျော်ရင်းနဲ့လူအုပ်ကြီးကပြေးတက်လာတယ်လို့။မြောက်ဆက်အင်းရွာဥကျော်ဝင်းနဲ့လူကြီးကလည်းပြေးစင်လာပြီးအလဲမှာပေါင်းဆောင်ပြီးကြတယ်။မြေကွက်လက်မှာတော့လူပေါင်းများစွာကို တွေ့လိုက်ရတယ်။အဲ့ဒီလူတွေကဒေဝကံရလူတွေဖြစ်မဲ့ထင်တယ်။လူအုပ်ရဲ့တထောင်ခန့်ရှိအောင်မို့မိသားနှုန်းကအဲ့ဒီလူအုပ်ကြီးကိုပက်လက်ဝိုင်းရံထားလိုက်တယ်။လူအုပ်ရဲ့အရှိဆုံးမှာဥတုခမတ်တည့်ရနေတယ်။ မင်းတို့လာမလာပါမလားလို့ငါကစောင့်နေတာ။အော်လက်ဆက်သက်တော့ရှင်းရကြိုသိနေတယ်ပေါ့။ရှင်းရဝင်းနေပွဲကိုမတက်ဘူးပေါ့လေ။ဝင်းနေပွဲကငါမွေးလေးပွဲမှာမဟုတ်တာပဲ။ဒါမဲ့ဒီနေ့တော့ရှင်းတို့အားလုံးကိုအပြတ်တက်ခတ်ဖြစ်မယ်။မိသားကိုပြောလိုက်တဲ့အခါမှာဥဒုခရှိမောရင်အေးပါမတက်ခဲသူတို့မျက်နှာတွေကိုအရင်ကြည့်လိုက်ပါအောင်။မိသားတို့ကဥဒုခအနောက်ကလူတွေကိုကြည့်လိုက်တဲ့အခါ ။ခိုင်းစရာတွေခိုင်းသားတွေမဟုတ်ပဲ။တာမန်အရက်သူအရက်သားမိမနဲ့ကလေးငယ်တွေကိုတွေ့ရတယ်။အဲ့ဒီလူအုပ်အတွင်းထဲကအတော်ကြီးတယောက်ကကိုကျော်ရေးရှစ်ချက်ကိုမြင့်သွားပြီလားယင်။ဦးကျော်ရေးထဲထဲပြပြဖြစ်သွားတယ်။ဦးသူခဟောတာတောက်ဆက်အေးနဲ့မြောက်ဆက်အေးရခေါဝင်တွေရဲ့မိသားစုဝင်တွေပဲ။တကယ်လို့ခေါဝင်တွေကတက်ခိုက်ချင်နေဆိုရင်တော့မင်းတို့ရဲ့မိသားစုတွေကမင်းတို့အရှိမပဲအသေးဆုံးနဲ့တိတ်ရလိမ့်မယ်။ ဆက်ကားနဲ့ဆက်ပြက်ကိုင်းကလူတွေဟာထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။မင်းတို့မတိုက်ချင်ဘူးဆိုရင်တော့မင်းတို့တွေအကောလုံးဒေဝကိုင်းကိုတစ်ဆာခိုင်းရမယ်။မင်းတို့ရဲ့မိသားစုနဲ့လည်းပြန်ပြီးပေါင်းဖက်ရလိမ့်မယ်။ကဲတိုက်ချင်တဲ့လူတွေအရှိတက်လာကြ။ဥတုခါရဲ့အနောက်မှာရက်နေတဲ့မိသားစုဝင်တွေဟာကိုင်းသားတွေကိုကြည့်ပြီးအော်ဟစ်ငိုကြွေးကြတယ်။ဆက်ကိုင်းသားတယောက်ကအရှိကိုပြစ်ထွက်သွားရင် မတိုက်ဘူး။ကြောက်မတိုက်ချင်တော့ဘူး။ကြောက်ရမိသားစုကိုချမ်းသာပေးပါ။ ဦးသူခါပြောရင်ဒါဆိုမင်းငါ့ဘက်မှာလာရက်လိုက်ပေါ့ကွအဲ့ဒီလူကလူအုပ်အတွင်းထဲကိုပြေးသွားကတာသမီးတွေကိုပွေဖက်လိုက်လေဒီခါဦးကျော်ဝေးကအရှုပ်တက်သွားပြီးတော့ဘယ်သူပြေးမလဲကွမင်းတော့မပြေးကြနဲ့တီတီငိမ့်ငိမ့်နေကြငါ့စကားကိုအားခိုင်းရင်မင်းတော့ငါကိုယ်တိုင်တက်ပြက်မယ်ဦးကျော်ဝေးပြောလာတဲ့အတွက်ခိုင်းသားတွေကပြက်လက်အနောက်ဆုတ်သွားကြတယ်ဦးသူခါကမိသားကိုကြည့်ပြီးတိုက်လေကွာ မင်းတို့တိုက်ဖို့လာတာမဟုတ်ဘူးလားဘာတွေစောင့်နေရလဲရှင်းတော်တော့ရုပ်ပါတယ်လို့ပဲတပ်ပွဲအနာရချင်တာနဲ့ပဲအပြစ်မဲ့တဲ့မိသားစုတွေကိုဒီလိုမျိုးတစက်ကန့်လောက်ရတယ်လို့ရှင်းတော်တော့ရုပ်ပါတယ်လို့ပဲဒါကိုရုပ်ပါတယ်လို့မခေါ်ဘူးပါနဲ့တယ်လို့ခေါ်တယ်တပ်ပွဲမှာအနာရဖို့အတွက်ဆိုရင်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အနာရဖို့လိုအပ်တယ်မဟုတ်လားဥတုခလူအများဘက်ကိုကြည့်ကမင်းတို့မတိုက်ဘူးဆိုရင် မင်းတို့မိသားစုတွေရောငါတယောက်ပြီးတယောက်တက်ပြစ်မယ်။ခိုင်းနာတွေကလှုပ်လှုပ်ရွရွဖြစ်နေကြတယ်။ဥကျော်ဝေးကိုကြောက်ပြီးမဲ့မိသားစုတိမ်မာဆိုတဲ့အတွက်ဥဒုခဘက်ကိုဝင်ပြေးကြလေတယ်။ဥကျော်ဝေးကလက်လက်မီယာလူတွေကိုဆက်လက်နဲ့နဲ့ပြစ်ခတ်လေတယ်။အယိုးတွေငကြောက်တွေမင်းတို့ဒါလေးကိုတော့မစွန့်လို့နိုင်ဘူးလား။မိသားကဥကျော်ဝေးအနာကိုတိုးကပ်သွားပြီးတော့ထားလိုက်ပါဥကျော်ဝေး။တို့တော့တောက်ပြေးပေးလိုက်ပါ။ခိုင်းကျုပ်ခိုင်းကျုပ်တကယ်ပဲခွင့်ပြုမလို့လား။ ဟုတ်တယ်ဒီတရဘာသူမဆိုမိသားစုနဲ့တွေ့ချင်တယ်ဆိုရင်လွတ်လွတ်လပ်လပ်သွားနိုင်တယ်ဒိုင်းသားတွေကမိသားကိုအယူအသေးပေးရင်ခန်းချုပ်ကိုကျေးဇူးတင်ပါတယ်ကျုပ်တို့အခုလိုခွင့်လွှတ်ပေးတဲ့အတွက်ခန်းချုပ်ကိုကျုပ်တို့ကျေးဇူးတင်ပါတယ်ဆက်ကန်းနဲ့ဆက်ပြက်ခိုင်းရခိုင်းသားတွေကမိသားစုတွေစီကိုပြေးဝင်သွားကြတယ်။ခန်းနဲ့ခိုင်းကဥကျုံဝေးတယောက်သာကြံနေခဲ့တယ်။ဥကျုံဝေးရှင်လက်သွားချက်သွားပါ။ခိုင်းကျုံ ကျောက်ခန်းကိုတက်စာဖောက်တယ်လို့ဖြစ်နေမှာပေါ့လူရဲလို့ဖြစ်လာပြီဆိုရင်ကိုမိသားစုကိုအတဝဲကိုစောင့်ရှောက်ရမှာကပိုပြီးအရေးကြီးတယ်မဟုတ်လားရှင်သွားခြင်းရပါပါဦးကျော်ဝင်းကျမရှင့်ကိုအပြစ်မမြင်ပါဘူးဦးကျော်ဝင်းရမိသားကိုကတော့လိုက်ကကျုပ်ကိုတောင်းခွင့်ပြုပါတော့ခိုင်ကျုပ်ဦးကျော်ဝင်းပါမိသားစုတွေစီကိုပြေးသွားကြတယ်ဆက်ကားနဲ့ဆက်ပြက်ခိုင်ရလူလေးရကတယောက်မှမိသားတို့ဘက်မှာမရှိတော့ဥဒုခအာရကျင်းနဲ့စွာပြုံးပြီး တိုက်ပွဲမှာတိုက်ခတ်လို့နိုင်တာထက်ဘာမှမတိုက်ပဲအနိုင်ရတာကိုပိုပြီးကောင်းနေပြီတောင်းရဲ့မင်းတို့ဒီပညာနဲ့အများကြီးသိမရအောင်မယ်ဒီချိန်အင်းအားနေရာလောက်ရှိတဲ့ဒီဝခိုင်းသားတွေကတောင်ကုန်းတစ်ဖက်စီကပြေးဆင်းလာပြီးအင်းအား90သားကျန်တဲ့မိသားတို့ကိုဝန်းရံလိုက်ကြတယ်ဦးသူကကဲသူတို့တွေကိုအကောင်သာတက်လိုက်ကြတော့မမကြီးနဲ့ခန်းချုပ်မိသားတို့မသေးစေနဲ့ဟုတ်ပြီလားဒေဝခိုင်းသားတွေကတမန်လူသားတွေစီကိုပြေးဝင်လာခဲ့တယ် ခါကျုပ်ကျမတို့ဒီတိုင်းဆက်တိုက်နေလို့နိုင်မှာမဟုတ်ဘူးဟုတ်တယ်ခါကျုပ်ကျုံနဲ့ညီလေးဝရနဲ့ဒီလူတွေကိုခုခံထားလိုက်မယ်ခါကျုပ်နဲ့ခိုင်းသားတို့ကဒီလူတွေကိုဖောက်ထက်ပြီးတော့ပြေးပြီးတော့ဝကနဲ့ဝရတို့ကဒေဝခန္ဓာတွေကိုတက်ခိုက်ကြတယ်ဒီအချိန်တမန်လူသားတွေကဒေဝခန္ဓာတွေကိုအတင်းဝင်ရောက်တက်ခိုက်ကာဝိရထားတဲ့အဝင်းဝိုင်းကိုဖောက်ထွက်ကြလေတယ်တမန်လူသားတွေရဲ့တက်ခိုက်မှုကြောင့်မိသားတို့ကိုဝိုင်းထားတဲ့ဒေဝခန္ဓာတွေက တနေရာထဲမှာအချိတ်ဆက်ပြတ်သွားတယ်။သူတို့မဖောက်ထက်စင်နဲ့သူတို့ဝိုင်းကြ။ဥတုခကပြောဆိုပြီးမိသားတို့ရှိရာစီကိုခုံဝင်လာလိမ့်တယ်။ဒီကမမကြီးကဥတုခကိုခုခါတတ်ခိုက်တယ်။အချိန်နဲ့မကောင်းတော့ဘူးခိုင်ချုပ်။ခိုင်ချုပ်လွတ်အောင်ပြေးပါတော့။မပြေးဘူး။ကျမသူတို့ကိုခုခါတိုက်မယ်။မလို့တင်ဘူးခိုင်ချုပ်။ခိုင်ချုပ်ကိုဗန်နီထဲမှာ အထိကမခံနိုင်ဘူး။ဒါကြောင့်အမြဆုတ်ခွာပါတော့။မိသားကမိုးပေါ်ပြတ်တက်ဖို့အတွက်စူးစမ်းလိုက်တယ်ဆိုပေမဲ့ လာပြင်းနေမဟုတ်တဲ့အတွက်နေပြင်းကမှွန်ဆွဲနေတိုးထွက်မြူးတွေးတဲ့နေမဟုတ်တာကြောင့်မိုးပေါ်မပြတ်နိုင်ပဲဖြစ်နေတယ်။ဒီအချိန်မှောက်ဒီဟာကချင်းတဲ့အသွေးပြောင်းပြီးမိသားကိုဂုတ်ပေါ်တဲလို့အဲ့ဒီနေရာကနေခုန်ထွက်လိုက်လေတယ်။ဥတုခအထက်မှန်လိုက်လာတတ်ခိုက်ခြင်းပေမဲ့မမကြီးကဥတုခကိုတားမြစ်ထားလေတယ်။မောင်တီဟာဘကိုးမျိုးအတွင်းထဲကိုလှည့်မြတ်စွာပြေးလွှားလာခဲ့တယ်။မမြပြေးထားမောင်တီဟာဟင်းတော်ကိုရောက်တာနဲ့မောင်ဆိုင်နဲ့ကျက်နဲ့ခိုင်းသားတွေကိုခေါ်ပြီးမမကြီးတို့စစ်ကူပေးမရမယ်။ မော်တီဟာအစွမ်းကိုဒုံဆိုင်ပြေးလို့တော့မကြခဲ့အချိန်မှပဲဟင်းသာကုန်းစီကိုရောက်လာခဲ့တယ်။မော်တီဟာလည်းမောဟိုက်နေလိမ့်ပြီ။ဟင်းသာကုန်းမှာရှိတဲ့ဂန်းချုပ်အဆောက်အဦကတိတ်ဆိတ်နေတယ်။မိသားကအိမ်ကြီးရဲ့အရှိကိုပြေးသွားပြီးတော့မောင်ဆိုင်ကျမတို့တကားဖွင့်ပေးပါဦး။ဂျီကာမောင်ဆိုင်ကအိမ်ပေါ်ထက်ဝရဏစီထွက်လာခဲ့တယ်။အော်မိသားမလားဒီကိုဘာလာလောက်တာလဲ။ဘာလာလောက်ရမလဲ။ရှိသမျှအင်အားတွေစုပြီးမမကြီးတို့စစ်ကုပ်သွားပေးမှရမယ်။ မောင်ဆိုင်ရရှင်ပေါ်ပြီးတော့ဒီမှာမင်းကငါ့ကိုခတ်ပေါ်ပေါ်ခတ်ကြောင်ကြောင်ကောင်းလို့ထင်နေရလားမိသားမောင်ဆိုင် ရှင်ဘာဖြစ်တာလဲရှင်ယူသွားပြီလားဟုတ်တယ်ငါယူသွားပြီငါလိုအရေးချင်းရှိတဲ့လူကမင်းတို့လိုဂိုင်းအဆုပ်ပလုံမှာမထင်မရှားခေါင်းဆောင်လေးတယောက်အဖြစ်နဲ့တသက်လုံးနေမယ်လို့စိတ်ကူးထားသလားကွာအခုငါဟင်းသာကုန်းကိုတိတ်ပတ်လိုက်ပြီမင်းလိုမင်းကလေးတယောက်ဥဆောင်မှုရဲ့အောက်မှာမလိုက်နိုင်တဲ့လူတွေနဲ့စုပေါင်းပြီးတော့ ငါဟင်းတာကောင်းသိမ့်ပါလိုက်ပြီကွာငါရဲ့ပညာငါရဲ့အရေးချင်းနဲ့ငါကိုယ်တိုင်ဂိုင်းတဲ့တကားတိထောင်မဟိရှင်ယူသွားပြီရှင်လုံးဝကိုယူသွားပြီပဲမဆိုင်ကဲငါတပည့်တို့ဒီကလေးမကိုလက်ဆောင်နေပေးလိုက်ကြရအောင်ဟိဒီကဂိုင်းအဆောက်ဦးထံကဆက်လက်နဲ့တွေပြန်တန်းထွက်လာခဲ့တယ်မိသားကအဲ့ဒီဆက်လက်နဲ့တွေကိုပြန်လဲဖြတ်စည်းလိုက်တယ်ဒါပေမဲ့ဆက်လက်နဲ့တွေကမိုးရွာသလိုမရက်မနာထွက်ပေါ်လာတဲ့အတွက်မိသားပြန်လဲဆုတ်ခွာရလိမ့်တယ် ခန်းချုပ်ကျွတ်တို့နန်းတော်ရကိုစုတ်ပြရအောင်မောင်တီဟာကျောဘုတ်ကိုမိသားကခုတ်တက်လိုက်တယ်မောင်တီဟာကနန်းတော်ရဘက်စီဥတီလို့ပြေးလွှားလိုက်လိမ့်တယ်မောင်ဆိုင်ကလက်တစ်ဖက်မှာလေးကြီးကိုဖန်တီးပြီးတော့လက်တစ်ဖက်မှာမြားတယ်ကြီးတစ်ခုကိုဖန်တီးလိုက်တယ်အဲ့နောက်လေးနေမြားကိုဟန်ပါပါနဲ့ချိန်ရွှဲလိုက်တယ်မင်းငါလက်ကပြေးလို့လုံးမဲ့များထင်နေလားမိသားမောင်ဆိုင်ကမြားတယ်ကြီးကိုပြစ်လွှတ်လိုက်တယ်မြားတယ်ကြီးက ခလလမှာရောက်နေပြီဖြစ်တဲ့မိတောင်းရဲ့ကြောက်ကုန်းစီကိုပြန်တန်းတိုးဝင်လာတယ်။မော်တီဟာကမျက်လုံးတောက်ဘက်ကနေမြားနံကိုလှမ်းမြင်လိုက်ရတာမို့ကိုယ်ခွန်ပြန်လိုက်တဲ့အခါမြားနံကမော်တီဟာရဲ့တင်မအုပ်ထိမှန်ပြီးမော်တီဟာမြေပြင်မှာဂျွန်းပစ်လို့လဲကျသွားခဲ့တယ်။မိတောင်းကလည်းမြေကြီးပေါ်မှာဂျွန်းသုံးပတ်လောက်လဲကျသွားခဲ့တယ်။မော်တီဟာလဲကျသွားတဲ့အခါမော်ဆိုင်တို့ညာတန်ပေးလို့ပြေးထွက်လာခဲ့တယ်။ခိုင်းချုပ်တော့ပါတော့နန်းတော်ရရအောင်အမျက်ပြေးပါတော့ မိသားတယောက်တည်းပြေးထွက်လာခဲ့တယ်။မောင်မင်းနေတဲ့မျိုးရည်လမ်းကြားလေးအတိုက်ပြေးလိုက်ရင်တနည်းအရောက်မှာတော့လူတယောက်ကလမ်းလေကောင်းမှာပိတ်ကရက်တက်နေတယ်။မိသားကပြေးနေရကရက်တက်ပြီးတော့ရှင်းမသူလဲ။ကျမကိုလမ်းပြပေးစမ်း။အဲ့လိုကမိသားဘက်ကိုလှည့်လိုက်တဲ့အခါစိတ်တလုံးဖြစ်နေတယ်။မင်းငါ့ကိုမမှတ်မိတော့လာမိခါ။ဟင်။ဦးကြီးစိတ်တလုံးမလား။ဦးကြီးတွေပါလေလောက်နေနဲ့။အခုမင်းနဲ့ငါရန်သူတွေဖြစ်သွားပြီ။ ဒီမှာဦးကြီးစိတ်တလုံးဦးကြီးရဲ့ပညာနဲ့ကျမောင်ရှင်လို့မရဘူးဆိုတာဦးကြီးသိပါတယ်ရှင်မရရင်လည်းမင်းတို့တိုက်ရင်တိတ်ရပေါ့ကွာစိတ်တလုံးကမိသားစုကိုအလင်းတန်းကြီးတစ်ခုနဲ့ပြစ်လွတ်လိုက်တယ်မိသားကအဲ့ဒီအလင်းတန်းကြီးကိုခုခါကောက်ွယ်တားဆီးလိုက်လိတယ်စိတ်တလုံးကမိသားစုကိုပြေခုံဝင်လာပြီးဒရဆက်တိုက်ခိုက်လိတော့တယ်ပရိသတ်များရှင့်အဝိဇ္ဇာတော်တောင်းနဲ့တံပြတိုက်ပွဲဇလန်းတွေကတော့ဒီလောက်ပါပဲနော်။နားစိတ်အားပေးကြတဲ့ပရိသတ်တွေတူကြီးစီအောင် ယေရှုထူပဲတည်ရှိတယ်လို့စာရေးဆရာအကားဆောင်လည်းယေရှုထူပဲတည်ရှိပါရဲ့ရှေ့ဒီဇလလေးကိုတည်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအလုံးမဲ့ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်